Hello အားလုံးပဲမင်္ဂလာပါကျူဆိုရာ Terror Page Channel လေးရာနဲ့ပြန်လည်ကြိုဆိုလိုက်ပါရပါဘောเนาะဒီနေ့ဆိုရာတို့ကြည်ပေးသွားမှာတော့ဘာလဲဆိုတော့12လပိုင်းမှာကြုံတွေ့ရမယ်12လပိုင်းမှာ2025 12လပိုင်းမှာကြုံတွေ့ရမယ်ချစ်တို့ရဲ့စီးပွားရေးငွေကြေးကံကြမ္မာလေးတွေကိုပြသပေးမယ်ပေါ့နော်2025အခုလာမယ့်12လပိုင်းမှာငွေကြေးကံတွေစီးပွားရေးကံတွေကကောင်းနေလားမကောင်းလားဆိုတာကိုဆိုတော့ပိုင်း1ပိုင်း2ပိုင်း3ဆိုပြီးတော့ပိုင်းတွေ၃ပိုင်းခွဲပြီးတော့ကြည့်သွားမယ်ပေါ့နော်โอเค

ကိုယ့်ရဲ့စိတ်ကိုအေးစစ်စစ်လေးပေါ့နော်အယုံအဆုံးစိတ်ကိုဖြေလျှော့ထားပါလေးပြေလေးညင်းလေးလိုမျိုးတဲရောကနေပြီးတော့ကိုကိုကိုခန်းစားလိုက်ပါပြီးတော့လို့ရှင်ဒီ၃ခုကနေပြီးတော့ကိုဘယ်အရာလေးကဆွေးငင်ဆုံးဖြစ်မလဲ by 1 by 2 by 3လေးပေါ့နော်ဘယ်အရာလေးကကိုဆွေးငင်ဆုံးဖြစ်တယ်လဲဆိုတာလေးကိုတွေးပြီးတော့မှကျတော့နေပြီးတော့ရွေးပေးပါကဲရွေးနေတဲ့အချိန်မှာပေါ့နော် by 1လေးတွေ by 2လေးတွေ by 3လေးတွေကိုရွေးနေတဲ့အချိန်မှာဆိုတော့နေပြီးတော့ already အဆောင်လေးတွေဆိုတာပြီးပြပြပေးမယ်ပေါ့နော်ဆိုတော့မှ share နိုင်တဲ့အဆောင်လေးတွေဒါလေးတွေကကြတော့ဆိုတော့ whole shape video တွေမှာလည်းပြောခဲ့တယ်လို့မျိုးပေါ့နော်ဒါလေးကပါဠိလဲဆိုတော့လက်ခေါ်ရွှေဝင်ငွေဝင်နဲ့ရွှေလိတ်ကလေးပါနော်ရွှေလိတ်ကလေးတွေကကြတော့ဆိုတော့ဒီအစီအရင်လုတ်ပြီးသားအကုန်လုံးအပီစီကိုနော်ဆိုတော့ဒီမှာလာပြီးတော့မေးမြန်းလို့ရပါတယ်ပီစီတွေရပါတယ်နော်အကုန်လုံး အစီရင်လုပ်ပြီးသားလက်ဖွဲ့အင်ပါညာအကုန်လုံးမန်းပြီးသားမှုတ်ပြီးသားဒီဥစ္စာလေးပေါ့နော်ဒီရွှေလိတ်ကလေးကိုဆိုရစီမှာရတယ်ဒီကောင်းလေးထားခြင်းရပြင်ကိုစီကိုရွှေရဝင်လာတယ်လိတ်ကလေးတွေอ่ะပေါ့နော်ဒီလိတ်ကလေးဆိုတာကဟိုပတ်စံတအားဝင်တဲ့ကောင်းလေးပတ်စံတအားယူတယ်ပတ်စံတအားရှာပေးတဲ့ကောင်းလေးပေါ့နော်လက်ကီးလေးတွေပေါ့နော်ရွှေလိတ်ကလေးတွေပေါ့တို့ဆိုလို့ရှိရင်ဆိုရစီမှာလာပြီးတော့မှာရီလို့ရပါတယ်ဒီကောင်းလေးထားထားခြင်းပြင်ကိုရဲ့ဆိုင်မှာဟို စီပွားလက်လာပါတွေတိုးတယ်ကိုလှုပ်ချင်တဲ့အရာတွေကိုလိုချင်တဲ့ငွေအမောက်တွေကိုပေါ့တော့ဒီလိကလေးကရှာပေးနိုင်တယ်အဲဒါလေးကကြတော့စရစီမှာငွေကြေးနဲ့ပတ်သက်တဲ့ဆိုင်သမားတွေဆိုင်ကိုပိုင်စီပွားရေးဖွင့်ထားတဲ့သူတွေဆိုလို့ရှိရင်ဒီဟာလေးကတော့ပို့ပြီးတင့်တော်တယ်ပေါ့နော်ကိုပိုင်စီပွားရေးလုံနေတဲ့သူတွေအတွက်ဆိုရင်ဒါလေးကပို့ပြီးတော့တင့်တော်တဲ့လက်ခော်ရွှေလိကလေးပါဟုတ်ပြီအာဒီတော့ဒီနေ့မှကျတော့ဆိုတာပီယာပလင်းလေးကိုဒီနေ့ကရောင်းလိုက်တာကုန်သွားပြီအဲ့တော့ပီယာပလင်းလေးကတော့ဒီနေ့ မပါတော့ပေါ့နော်နောက်တစ်နေ့ကျမှပြရဒီထပ်လောက်တော့မှာပဲတင်ပြတော့မယ်အဲဒါလေးရကြတော့ပေါ့နော်ဒီပတိလေးရကြတော့ဒီလိုမျိုးပေါ့ဒါကြတော့ဆိုတာကြတော့ကိုယ့်ရဲ့ဟိုနေ့ဒီနာနေနဲ့အကုန်လုံးချိန်ပြီးတော့လှုပ်ထားတဲ့ဟာလေးပေါ့နော်အဲလိုချစ်တော့ကနေပြီးတော့ကိုစိတ်ချင်တယ်ပတိတွေစိတ်ချင်တယ်အဲလိုမျိုးပေါ့နော်ဟိုကိုကျမရေးကြောင်းတော်လကောက်စီးပွားရေးကြောင်းတော်လကောက်အခြေရေးအဲဒီလိုမျိုးကိုစိတ်ချင်တဲ့ဟာမျိုးတွေရှိရဲဆိုလို့ရှိရင်ဆိုရစီမှာပတိလေးတွေနိမ့်နံလေးတွေနဲ့အလိုက်ဇိုးရဲ့ဆိုင်လေးနဲ့အလိုက် ရက်စီမှာပတိလေးတွေမှာယူလို့ရပါတယ်။ဟဲ့ဒါကတော့ကြဖြတ်။ချောင်ညာဝယ်နာပေါ့နော်။ကဲအခုဆိုတာတို့တွေက pi 1 pi 2 pi 3တွေကို pi လေးတွေရွေးပြီးသွားပြီလို့လဲရှင်းကြည့်ရဲ။ဒါကြောင့်မို့ဆိုတာတို့တွေ pi 3လေး pi 1လေးတွေကိုစပြီးတော့ကြည့်ကြမယ်ပေါ့နော်။ hello အားလုံးမင်္ဂလာပါ Josura Therapy Channel လေးရနေပြောင်းနေ Josura လိုက်ပါတယ်ရှင် အခုကပါဠိလေးဆိုတော့ကို ဒီ12လပိုင်းမှာဗောနော်12လပိုင်းမှာ2025 12လပိုင်းမှာကျုံတို့ရမယ်ကိုယ့်ရဲ့စီးပွားရေးငွေကြေးကန်တွေကဘယ်လိုမျိုးလဲဆိုတာကိုဆိုတော့ကြည့်ကြမယ်ဗောနော်ပိုင်းဝန်းလေးတွေပါလေးတွေဖြစ်မလဲโอเคပိုင်းဝန်းလေးရပါလေးဖြစ်မလဲဆိုရင်ဟွန်း ဲ့တော့ပိုင်းဝန်းလေးတွေကကြတော့ဗောနော်ဒီဇင်ဘာမှာတဲ့ဘာတွေဖြစ်မလဲဆိုလို့ရှိရင်ကိုယ့်စီကိုဟိုငွေတွေဝင်လာမယ်အလုပ်တွေကောင်းလာမယ်ဗောနော်သူကထားပါတော့ကြောင်းတက်နေတဲ့သူတွေ tuition တက်နေတဲ့လူတွေကိုယ်ပိုင်းလုပ်ငန်းမရှိသေးဘူးဗောနော်ဒီတိုင်းပဲမဟုတ်ဖို့ယူနေတဲ့သူတွေဆိုလို့ရှိရင်ဒီ၁၂လပိုင်းမှာမဟုတ်ဖို့တအားရမယ်เนาะအကယ်လို့မှအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်အလုပ်လုပ်နေတဲ့သူတွေဆိုလို့ရှိရင် bonus တွေရမယ်ပြောရလို့ရှိရင်음လစာလေးတိုးနိုင်တယ် နော်ဒီစင်မှာလာစာတိုးဖို့အတွက်ယာထားခြင်းခံရတယ်လို့ပါတော့ညာလာစာတိုးနဲ့ပတ်သက်တာတွေယာရူးတိုးနဲ့ပတ်သက်တာတွေကိုမြင်ရတယ်နောက်ဘောလို့ရှင်တခုပေါ့နော်သတိထားစေချင်တာကတော့ငွေတို့ပတ်စံတို့တွေအလိန်ခံရတတ်တယ်အဲ့ဒါလေးကိုနည်းနည်းသတိထားပြီနော်ငွေ9ခဏန်းလိန်ခံရတတ်တယ်ပေါ့နော်900 9000ကပြဿနာမရှိဘူးမြေနောက်ထပ်3ညတွေများလာတဲ့အခါကျရင်ပြဿနာတော့တက်တတ်တယ်အဲ့တော့ကျတော့ဘာလုပ်ရမလဲဆိုရင်ပိုင်းဝန်းလေးတွေကအခုရေရနေပြီးတော့ sorry အခုရရအောင်ပုတ်ကုန်ပြီဆက်နှစ်လပိုင်းရောက်တာနဲ့သူဖုံးစားတယောက်ကိုသူဖုံးစားဆိုတာ sorry အလိုမျိုးတောင်းအလိုမျိုးပေါ့နော်လမ်းမှာတောင်းနေတဲ့သူတွေတယောက်ယောက်ကိုပတ်စံငွေ900ပေးလိုက်ပါဒါမှမဟုတ်လို့ရှင်လေဖုံးကြီးကိုငွေပတ်စံ9000လှူလိုက်လို့ရတယ်ပေါ့နော်ဟောဖြစ်နိုင်ရင်တော့သူဖုံးစားကိုပတ်စံ900လှူတာပို့ပြီးတော့ဟိုအကျိုးတက်ရောက်မှုရှိတယ်ပေါ့ပြီးတော့လို့ရှင်ပေါ့နော် လုပ်ငန်းကိုင်ကန်းနဲ့ပတ်သက်ပြီးတော့ရှေ့တိုးချဲ့ချင်နေတယ်အလုပ်တိုးချဲ့ချင်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆက်နှစ်လပိုင်းမှာခဏလေးအချိန်လေးဆောင်ပြီးဆက်နှစ်လပိုင်းကြော်သွားတာနဲ့ပေါ့နော်နောက်နှစ်2026ထဲမှာတင်ကိုလှုပ်ချင်နေတယ်ပေါ့နော်လုပ်ငန်းတိုးချဲ့ထားတယ်ဒါမှမဟုတ်ရှင်အလုပ်ပြောင်းချင်တာတယ်အလုပ်ရွှေ့ချင်တာတယ်အလုပ်ထွက်ချင်တဲ့ကိစ္စတွေအဆင်ပြေသွားလိမ့်မယ်ပေါ့နော်ပြီးတော့လို့ရှင်ရင်ခရီးတစ်ခုလည်းဆက်နှစ်လပိုင်းမှာပေါ့နော်အလုပ်ခရီးတို့မဟုတ်ပေါ့နော်အခြားအခြားသောဆက်နှစ်လပိုင်းမှာပေါ့နော်ခရီးတစ်ခုထွက်ရမယ်လို့လည်းမြင်နေပေါ့နော်ဘိုင်းဝမ်းလေးတွေကို ွားလို့ရှိရင်ဆန်းလာပိုင်းမှာတဲ့ငွေကြေးကန်တွေတအားကောင်းနေတယ်ငွေကြေးကန်မြည်ဦးတယ်ပြီးသွားလို့ရှိရင်အဲဘာဖြစ်တယ်လဲဆိုတော့ပတ်စံကလေအလိုလိုနေရင်းကိုဝင်တာเนาะဆန်းလာပိုင်းမှာငွေကြေးကန်တအားမျိုးတယ်ငွေကန်တအားကောင်းနေတယ်ဆိုတာမျိုးပြနေတယ်ပေါ့เนาะငွေကန်တအားကောင်းတယ်အော်ပြောလို့ရှိရင်တတော်လေးငွေကန်ကောင်းနေတယ်ဘလို့အချိန်တွေပဲဖြစ်ဖြစ်ဘလို့အခါမျိုးပဲဖြစ်ဖြစ်ကိုယ့်စီမှာငွေလက်ထဲမှာပြတ်သွားတယ်ဆိုတာမျိုးမရှိဘူးပေါ့เนาะဆန်းလာပိုင်းမှာငွေကန်တော်တော်ကောင်းနေတယ်လို့ပဲမြင်တယ်ပြောလို့ရှိရင် လှုပ်ရှင်တဲ့ကိစ္စတွေတော့ရှိနေတယ်အလုံးနဲ့ပတ်သက်ပြီးတော့တိုးချဲ့ခြင်းနာတွေဗားတွေညာတွေဆိုလို့ရှိရင်ဆုံးဖြတ်ချက်တိကျမချနိုင်သေးဘူးဆိုလို့ရှိရင်အချိန်ခဏလေးစောင့်လိုက်ပါစနေလပိုင်းမှာတည်တည်ချာချာလေးတွေးတော့ပါဆင်ကျင်ပါအာဗားတွေဘလို့ဖြစ်မလဲဆိုကိုလှုပ်ရှင်တဲ့လုပ်ငန်းတစ်ခုကိုစနေလပိုင်းမှာတည်တည်ချာချာလေးလာပြီးတော့တလပိုင်း2026တလပိုင်းမှာအကောင့်ထဲဖို့မယ်ဆိုလို့ရှိရင်အကောင့်ထဲဖို့မယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းကတည်တည်ချာချာအောင်မြင်နိုင်မယ်အဆင်ပြေမယ်ဆိုပြီးတော့သူကပြောနေတယ်ပေါ့နော် အဲ့တော့လုံးမယ်ဆိုလို့ရှိရင်အခုတည်းကနေပြီးတော့တရားကြိုတင်ထားပါပြင်ဆင်ထားပါလေ့လာထားပါပေါ့နော်အဲ့တော့ကြောင့်အဲ့တော့မှနောက်လာအတွက်ကအဆင်ပြေမယ်ဆိုပြီးတော့ပြောနေတယ်မြင်နေရတယ်ပေါ့ဟုတ်ပြီအဲ့တော့ခရီးတစ်ခုရှိတယ်အဲ့ခရီးမှာလည်းပေါ့နော်တတိထားပေါ့နော်ပဆန်အိတ်ကြပြောက်တာတော့ဘာလို့ညာတော့ခပိုက်ဒီပါညာနှိုက်ခံတတ်တယ်အဲ့ဒါလေးတော့နည်းနည်းတတိထားအမ်စုံဖြတ်ချက်ချရမယ့်ကိစ္စတွေဆိုလို့ရှိရင်ဒီဆန္ဒလာပိုင်းမှာမချနိုင်ဘူးခဏလေးအချိန်စောင့်ထောင်ဟုတ် နော်အချိန်လေးခဏလေးစောင့်ထားပါတော့။နည်းနည်းလေးအချိန်လေးစောင့်လိုက်တော့မှသူကအဆင်ပြေသွားမယ်ဆိုတဲ့ဟာမျိုးလေးတွေကိုလည်းမြင်နေရတယ်။အဲအဲ့ဒါအပြင်ကိုမှနောက်တစ်ခုကျတော့ငွေအဝင်အထွက်တအား မမျှဘူးဖြစ်နေတယ်နော်ငွေဝင်သုံးတာတွေငွေဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်နဲ့အရန်သုံးတာဆွဲတာတွေစနစ်လာပိုင်းမှာနည်းနည်းလေးသတိထားပြီးတော့ချိန်ပေးစီချင်တယ်အဲနောက်တစ်ခုကြပါတော့ကျမ်းမာရေးသတိထားပါပတ်စံတအားဝင်လာတဲ့ခါကျကျမ်းမာရေးနည်းနည်းလေးခြူချပြီးတော့ထိတတ်တယ်နော်အဲ့တော့စနစ်လာပိုင်းမှာကျမ်းမာရေးနည်းနည်းခူးဆိုင်ပေးပါပတ်စံငွေဝင်လာပြီဆိုတာနဲ့ပေါ့နော်ဟိုသူဖုံးစားဟုတ်သူလမ်းမှာတောင်းနေတဲ့သူတရားကိုမနောပတ်စံငွေ900ပေးပေးပါဘောနော်ပြောလို့ရှိရင်တဲ့ the wall the wall ကပါရာဖက်တာဖက်တော့အတော့ဗောနော်ကိုအလောက်ထဲမှာဆိုလို့ရှိရင်အလောက်ထဲမှာဆိုလို့ရှိရင်လူကြီးလူကောင်းနေနေဗောနော်ကိုအလောက်ကအထက်ရာရှိနေတယ်ကိုနဲ့မျက်နှာကြောတင်နေမယ်ကိုနဲ့ပနာတင်နေမယ်ကိုဟိုယာတုတိုးတာတော့ဒါမှမဟုတ်လို့ရှိရင်ကိုဟိုဗောနော် bonus ပို့ပေးလိုက်တာတော့ဘာလို့ညာတို့ဖြစ်မယ်ဗောနော်ယာတုတိုးလည်းမြင်နေဗောနော်ယာတုတိုးတွေပါညာကြီးလည်းမြင်နေပြီးတော့လို့ရှိရင်ကိုလာစာတိုးတာမျိုးတွေပါညာကြီးလည်းမြင်နေဗောနော်ပြီးတော့လို့ရှိရင်ပတ်စံနဲ့ပတ်သက်ပြီးတော့လည်း 12လပိုင်းထဲမှာအရန်ကိုကန်ကောင်းနေတယ်ပျော်နေရတယ်ပေါ့နော်အရန်ကိုပျော်ရွှင်ပြီးတော့ဟိုပစက်နေလေးပုံမှာကျင်းဆိုတလိုမျိုးပေါ့နော်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်လာရ300ရရှိလာရတယ်300ရရှိတယ်လို့ပြောလိုက်တာနဲ့အဲ့ပစံကိုစီကိုရောက်လာတယ်ပြီးလို့ရှင်ကိုကတုံးချပလိုက်တယ်အိုးအရန်ကိုငွေကြေးကန်နေတာအားကိုဖလန်ဖလန်ကိုထားနေတာမျိုးပေါ့နော်တကုတ်တတိထားမှာကြတော့ပစံအလိန်ခံတက်တယ်ဒါကြောင့်မလို့ငွေ900 9000 ိုစွန့်စေခြင်းနဲ့ဆိုတာမျိုးပေါ့နော်ခုနကပြောသလိုမျိုးပဲသူဖုံးစားတယောက်ကိုပတ်စံငွေ900ပေါ့နော်လှူလိုက်တန်းလိုက်တာမျိုးလေးတွေကိုလှုပ်စေခြင်းနဲ့ပေါ့နော်ဒါမျိုးလေးတွေပေါ့ ပြီးတော့လို့ရှင်နောက်တစ်ခုအကြပါတော့လိမ္မော်ရောင် sorry လိမ္မော်โอเคရတယ်လိမ္မော်ရောင်ပန်းသုံးမဟုတ်အဝါရောင်ပန်းတွေကိုကိုယ့်အိမ်ဖျားမှာထိုးတာမျိုးကိုယ့်ရဲ့အလုပ်စပွဲမှာထိုးတာမျိုးလေးတွေလုပ်စေခြင်းနဲ့အဝါရောင်လွင်တော့အဝါရောင်အဝါရောင်အင်ကြီးအဝတ်စားလေးတွေအစိမ်းရောင်အင်ကြီးအဝတ်စားလေးတွေကိုဟိုဝတ်ဆင်တာမျိုးလေးတွေလုပ်စေခြင်းနဲ့နော်ပြီးသွားလို့ရှင်ပြီးသွားလို့ရှင်ကိုဟိုလိုမျိုးပေါ့ ဘယ်လိုပြောမလဲရုပ်ကစိုးနတ်မင်းစီမှာပေါ့နော်ရုပ်ကစိုးနတ်တွေပါတယ်ညာတွေစီမှာကိုလိုချင်တဲ့စုတွေတောင်းနေဆိုလို့ရှိလို့ရှင်ဒီဆန္ဒလာပိုင်းမှာတအားကိုပြေဆုံးမဲ့ကတ်ထဲမှာပါတယ်ဘာလို့ဆိုတော့ကဘာမြေကြီးမိခင်တဘာဝကဘာမြေကြီးရဲ့စောင်းရှောက်ခြင်းကိုခံရတယ်ဒါကြောင့်မလို့ကိုကတဘာဝကိုတမိုးထားတဲ့အခါမှာတဘာဝကိုကိုယ်ပြန်ပြီးတော့စောင်းရှောက်မယ်ဆိုတာမျိုးတွေပြနေဒါကြောင့်မလို့ဒီဒီဆန္ဒလာပိုင်းထဲမှာအပင်တွေကိုခုတ်တာချိုးတာလှဲတာမျိုးတွေမလုပ်ပါနဲ့အပင်တွေကိုရေလောင်းတာပေါင်းတင်တာအပင်စိုက်တာမျိုးလေးတွေပြုလုပ်ပေးစေချင်ပါတယ်เนาะအဲ့တော့ ဆန္ဒလာပိုင်းမှာပိုင်းဝန်းလေးတွေကငွေကြေးကတအားကောင်းနေတယ်ဒါကြောင့်မို့လို့ငွေကြေးကိုနည်းနည်းလေးထိမ့်ပြီးတော့သုံးပါတော့ငွေတအားဝင်တိုင်းသုံးဝင်တိုင်းသုံးဆိုအဆင်မပြေပတ်စံလေးနည်းနည်းလေးစုကြအောင်เนาะ ငွေချင်းကန်တအားကောင်းနေတယ်။အဝါရောင်ပန်းလေးတွေ၊လေမွန်ရောင်ပန်းလေးတွေလှူပေးပါ။အဝါရောင်အင်ကြီးအဝတ်စားနော်အစိမ်းရောင်အင်ကြီးအဝတ်စားလေးတွေဝတ်ဆင်ချင်ပါတယ်။နောက်ပြီးသားလို့ပြီးွားရင်ဗာလဲဆိုတော့ယာရူးတိုးဖို့လာစာတိုးဖို့ဆိုတဲ့ဟာပြူတွေမြင်နေတယ်။ပြီးွားလို့ရှိရင်အထက်လူကြီးနဲ့လည်းကိုတဲ့ကအဆင်ပြေပြီးတော့ပနာတင့်နေတယ်။ဒါကြောင့်မို့လို့ဟိုအလုံးမှအဆင်ပြေအဆင်ပြေပြေနဲ့အလုပ်တွေအဆင်ပြေနေတယ်။အကယ်လို့ ကိုကအလုံးမဟုတ်ဘူးចောင်းသူចောင်းသားတင်းနန်းသူတင်းနန်းသားဆိုလို့ရှိရင်ကိုကိုပေါ့နော်မုတ်ဖိုးပေးနေတဲ့သူတွေကိုတက်အသက်ကြီးတဲ့သူတွေကိုမုတ်ဖိုးတွေပို့ပြီးတော့ပေးမယ်နော်လူကြီးလူလူကြီးတွေနဲ့ကိုနဲ့ကပနာတင်နေမယ်ဆိုတဲ့မျိုးလေးတွေမြင်ရတယ်ပတ်စံကဘလူးနေဘလူးဘဲနေနေအလိုလိုနေကိုကိုပတ်စံတွေကဝင်နေတယ်ပေါ့နော်ရားစရာရှိတဲ့အရာတွေရနေတာမျိုးလေးတွေပေါ့နော်ရားစရာရှိတဲ့အကျိုးတွေလည်းအကုန်ပြန်ရမယ်လာလို့ပြောလို့ရတယ်အကုန်ပြန်ရမှာမို့လို့တောင်းတာတောင်းနော် တခုရှိတယ်ငွေလိန်ခံရတတ်တယ်ဒါကြောင့်မလို့ငွေအလိန်မခံရအောင်ငွေအလိန်မခံရအောင်ဘာလုပ်မလဲလမ်းမှာတောင်းနေတဲ့သူဖုံးစားတယောက်ကိုပတ်စံငွေ900လှူရမယ်နော်သူဖုံးစားမတွေ့ဘူးဖုံးကြီးကိုပဲလှူခြင်းနဲ့ဆိုလို့ရှိရင်9000လှူလိုက်ဟုတ်ပြီနော်အဲ့တော့ပိုင်းဝန်းလေးတွေဒီစမမှာပတ်စံတွေအများကြီးနဲ့အကြိုက်စိတ်ကြိုက်အိတ်နိုင်ပြီးတော့ကဲနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကဲဒီနေ့ဆိုရရဲ့ပိုင်းဝမ်းလေးတွေကို hobby လေး reading လေးရတော့တော်တော့ပါပဲရှင်တတပါ Hello အားလုံးပဲမင်္ဂလာပါကျူဆိုရာ Terror Page Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုကတော့ပေါ့နော်ဒီ2025မှာကိုယ့်ရဲ့စီးပွားရေးငွေကြေးကံကဘယ်လိုမျိုးလဲပေါ့2025 12လပိုင်းမှာကိုယ့်ရဲ့စီးပွားရေးငွေကြေးကံဟာဘယ်လိုမျိုးဖြစ်နေမလဲကောင်းမလားဆိုးမလားဆိုတာကိုဆိုတာတို့ hot မဲ့ပိုင်းလေးပါပေါ့နော်ဒါလေးကတော့ပိုင်းတူးလေးပါ Okay ဟုတ်ပြီပိုင်းတူးလေးကြည့်ကြမယ် ပိုင်းတိုးလေးတွေမှာဆိုလို့ရှိရင်ပေါ့နော်ဒီစင်မှာမှာပြဿနာတွေတက်တက်တယ်ပေါ့နော်အလုတ်တွေဘာညာတွေထွက်တာမျိုးအလုတ်ပြုတ်တာမျိုးတွေမြင်တယ်ပေါ့နော်ပိုင်း1လေးပိုင်းတိုးလေးတွေကဒီစင်မှာမှာအလုတ်ကျက်တယ်ငွေကြီးကျက်တယ်ပေါ့နော်ဟွာငွေကြီးကျက်တယ်ပြောရလို့ရှိရင်အလုတ်ပြောင်းတာရွှေတာမျိုးတွေမြင်ရတယ်ပြောရလို့ရှိရင်အိမ်နေရာပြောင်းတာတွေလည်းမြင်ရတတ်တယ်ပေါ့နော်အင်းကိုရရပေါရလန်းနေရပေါ့နော်မရတော့ဘဲနဲ့နောက်အခြားသောသူတွေစီကိုရောက်သွားတတ်တယ်ကိုရအခွင့်အရေးတွေကဆုံးရှုံးသွားတတ်တယ်ပေါ့နော် ပြောသလို့ရှင်အလုတ်နဲ့ပတ်သက်ပြီးတော့ဆန္ဒလာပိုင်းမှာအလုတ်ထွက်တာမျိုးအလုတ်ပြောင်းတာမျိုးတွေမြင်နေရတယ်เนาะအမ်နောက်တစ်ခုကြတော့ အလုတ်ထဲမှာလည်းအဆင်မပြေဘူးပြဿနာဖြစ်နေတယ်။အထက်လူကြီးနဲ့စကားများတာမျိုးတွေပါမြင်နေရတယ်ပေါ့နော်။ပြောရလို့ရှိရင်ကိုယ့်ရဲ့လက်အောက်ငယ်သားသို့မဟုတ်ကိုယ့်နဲ့ဘေးနားမှာနိမိကက်ကက်ရှိနေရလို့ကိုမထင်မှတ်ထားတဲ့သူတွေကအလုတ်ထဲမှာကတုံးကတိုက်လုပ်နေတာမျိုးတွေကိုယ့်ရဲ့စီးပွားရေးကိုပျက်စီးရပျက်စီးချောင်းလုပ်နေတဲ့သူတွေကိုမြင်နေ။ဒါကြောင့်မလို့တေချာတတိထားပေးပါ။ဆက်နလာပိုင်းမှာငွေကြေးကန်တော်တော်လေးတော့အချင်းကြီးစိုးနေတယ်။ဒါကြောင့်မလို့ပေါ့နော်။အခက်မသိလို့ရှိရင်ယုံကနာတက်ရတာမျိုးတွေမြင်တတ်တယ်ပေါ့နော်။ဆွဆွဲခံရတာမျိုးတွေမြင်ရတယ်။ နော်တစ်ဖက်လူရဲ့ကြောက်ချတာခံရတာဆွဆွဲခံရတာငွေကြေးနဲ့ပတ်သက်ပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကိုကယုံကနာသုံးမဟုတ်ဖြည့်ရှင်းရတဲ့ကိစ္စတွေအများကြီးကြုံရတတ်တယ်ကြုံနေရမယ်ကြုံရမယ်ပြီးတော့လို့ရှိရင်အလုတ်ပြောင်းတာဒါမှမဟုတ်လို့ရှိရင်ဌာနပြောင်းတာအဲဒါမျိုးတွေပေါ့နော် မြင်ရတယ်ပေါ့နော်ကိုယ့်ကိုကူညီမဲ့သူတွေရှိလားဆိုတော့ရှိတယ်ပေါ့နော်မိန်းမတစ်ယောက်ကကိုယ့်ကိုကူညီမဲ့မိန်းမဆိုတာပေါ့နော်အသက်ကြီးကြီးပေါ့နော်ဟိုအမေလိုအမလိုအဖွာလိုအတော်လိုအဲဒီလိုမျိုးလူမျိုးကကိုယ့်ကိုကူညီမဲ့နောက်တစ်ခုကြတော့လေဘာလို့စေခြင်းလဲဆိုတော့လေစန္ဒလာပိုင်းထဲမှာစန္ဒလာပိုင်းထဲမှာဖုန်ကြီးကြောင်းကကုတီကုတီဆိုတာအိမ်သားကိုပြောတာပေါ့နော်တန့်စင်ခန်းနေပေါ့နော်တန့်စင်ခန်းနေကိုစေကြောပေးစေခြင်းနဲ့နော် န်ဆေးတာမျိုးပေါ့ဒီလိုမျိုးတွေလုပ်တဲ့အခါမှာကိုယ့်စီကိုရောက်လာမယ်ပြဿနာတော်တော်များများပေါ့နော်မကောင်းတဲ့အရာတွေတော်တော်များများအဆင်မပြေတဲ့အရာတွေတော်တော်များများကဟိုအကုန်လုံးနှိပါအဆင်ပြေသွားမယ်လို့ဆိုတာမြင်နေပေါ့နော်ဒါလေးတွေလှုပ်စေခြင်းလေ အမဟုတ်လို့ရှင်ရင်နည်းနည်းလေးပြဿနာတက်တာမျိုးတွေစကားတွေများတာမျိုးတွေရုံကနာတက်ရတာမျိုးတွေပေါ့နော်ကိစ္စတိတိလေးရနေကြီးသွားတာအဲ့ပြဿနာကဘာလဲဆိုတော့ကို့ကိုအလောက်ထဲမှာဆိုလို့ရှင်လေဂရုံးကြိုက်နဲ့မနာလို့လုံးမနာလို့ပဲနဲ့ပေါ့နော်ဂရုံးကြိုက်လုံနေတဲ့သူတွေရှိတယ်ပြီးသွားလို့ရှင်ရင်ဒီ၁၂လပိုင်းထဲမှာ၁၂လပိုင်းထဲမှာဘာလို့ထပ်မြင်လဲဆိုတော့အလုတ်ပြောင်းတာအလုတ်ထွက်လိုက်တာအဲဒီလိုမျိုးပေါ့နော်စိတ် အရန်ရှုပ်လို့တော်ပြီဆိုပြီးတော့လှစ်ချလိုက်တဲ့အရာမျိုးတွေကိုမြင်နေရတယ်ပြီးသွားလို့ရှိရင်ကိုမထင်မှတ်ထားတဲ့သူတယောက်ဟာကို့ဘေးနာကနေပြီးတော့ကို့ကိုပြဿနာဖြစ်အောင်ထောက်လျှောက်အဲ့လိုမျိုးလှုပ်ပေးနေတယ်လှုပ်နေတဲ့သူရှိနေတယ်ကို့ကိုမနာလို့ဖြစ်နေတဲ့သူတွေရှိနေတယ်ကို့ကိုဘောတော့တခုမဟုတ်တခုပျက်စီးရပြက်ရပျက်စီးကြောင်လှုပ်နေတဲ့သူမျိုးတွေရှိနေတယ်အဲ့တော့ငွေကြေးကန်နဲ့ပတ်သက်ပြီးတော့ဟာ ပိုင်းတူးလေးတွေကတော်တော်အခြေအနေစိုးနေတယ်ပြောရလို့ရှိရင်ကိုပိုင်အလုပ်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်တတိထားပါပေါ့တော့ဟိုအလုပ်တွေပါညာရောရပ်လိုက်တာရောနားပလိုက်တာရောအဲဒီလိုမျိုးတွေဖြစ်တတ်တယ်ပေါ့ဟိုမရက်ချင်မနာချင်ဘူးဆိုလို့ရှိရင်เนาะဟိုနည်းနည်းလေးတော့ကိုကိုကို fighting လုပ်ထားရမယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကိုကိုအလုပ်ထဲမှာဆိုလို့ရှိရင်အလုပ်မဟုတ်ဘူးထားပါတော့စီးပွားပြိုင်နေရှိတယ်ဆိုလို့ရှိရင်ကိုကိုကြတော့တချို့တွေဆိုလို့ရှိရင်မကောင်းတဲ့နီလန်းနေနဲ့လုပ်ထားတာတွေပါညာရောရှိတတ်တယ်ပေါ့နော်အဲ့တော့ကြတော့တစ်ဖက်သူတွေကကိုကို ဟောပါလေလက်ဖက်တို့လက်ဖက်ချမောင်ကျော်ညိုတော့မဲတော့ညစ်တော့အစားတောက်တွေကိုယ်လာပေးတဲ့အခါလာကျွတဲ့အခါမစားပါနဲ့စိုင်းနေအိမ်နေမှာလဲပေါ့နော်ဘာလောက်ကောင်းလဲဆိုလို့ရှင်အများအားဟို စက်ကြီး33မှာခါတာကိုရွတ်ထားပါရေနဲ့အမြဲတမ်းကိုယ့်ရဲ့ဆိုင်ပတ်ဝန်းကျင်ဆိုင်အတွင်းအပြင်ကိုတန့်ရှင်းရေးလုပ်ပေးပါပြည့်ရည်တွေဖျန်းမှာပတ်ပါဒီလိုမျိုးလေးတွေပေါ့နော်လှုပ်စေခြင်းနဲ့ကိုကိုရိုင်းလည်းတရားဓမ္မစောင့်တည်စေခြင်းနဲ့ဥပုပ်ကျောင်းကန်စောင့်တာမျိုးဖုန်ကြီးကျောင်းကိုသွားတာမျိုးအဲ့ဒါမျိုးလေးတွေလှုပ်စေခြင်းနဲ့ပေါ့နော်ပထန်းအချင်းအကျယ်ရွတ်တာမျိုးလေးတွေလှုပ်စေခြင်းနဲ့ပေါ့နောက်တစ်ခုကျတော့ နောက်တစ်ခုကျတော့ဖုန်းကြီးကြောင်းကကုတီတီကိုမဖြစ်မနေတန့်ရှင်ရေးလှုပ်စေခြင်းနဲ့ဖုန်းကြီးကြောင်းကကုတီတလုံးနိုင်ပြီဖြစ်စေနှလုံးနိုင်ပြီဖြစ်စေဘယ်တော့နိုင်ရင်နိုင်တဲ့လောက်တန့်ရှင်ရေးသွားလှုပ်ပေးစေခြင်းနဲ့တလားကိုတပတ်ကိုတစ်ခေါက်လောက်ဒါမှမဟုတ်လို့ရှင်လဲတလားကိုဟိုတလားထဲမှာလည်းအနည်းဆုံး၃ခေါက်လောက်တော့ရအောင်လှုပ်စေခြင်းနဲ့ပေါ့နော်၃ခေါက်လောက်ရအောင်လှုပ်စေခြင်းနဲ့အဆိုးအညံ့နေအကုန်လုံးကိုစင်ကျင်သွားအောင်ဆိုပြီးတော့ဒီလိုမျိုးလှုပ်စေခြင်းနဲ့ပေါ့နော်ပြီးသွားလို့ရှင်ရင်ကိုကိုဒီလိုမျိုးပေါ့နော်မဟုတ်မဟန်နေနဲ့ဟို တိုက်ထားခိုက်ထားတတ်တဲ့သူတွေရှိတာမို့လို့ကိုယ့်ဘက်ကသာမှန်အောင်နေမှန်ရင်တော့အရာအလုံးအဆင်ပြေတယ်ကိုယ်တိုင်းမှလည်းပြည့်ချက်တွေရှိနေရဆိုရင်တော့တတိထားပေါ့နော်ပြဿနာတိတိလေးရနေလိုရထပ်ပို့ပြီးတော့အစမတန်ကြီးသွားနိုင်နေပေါ့နော်ဒါကြောင့်မို့လို့နည်းနည်းလေးတတိထားပေးပါကိုယ့်ကိုကူညီမဲ့သူရှိတယ်အဲ့လူကလည်းအမျိုးသမီးပဲပေါ့နော်ကိုနဲ့သူသားတော်ဆက်တည်တော်သကောင်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အလုပ်ပါတနာဖြစ်နေတာတော့၎င်းပေါ့နော်ကို့အနီးနားမှာရှိတယ်ကိုယ့်ရဲ့ကို့ထက်အသက်ကြီးတဲ့အမျိုးသမီးမိန်းမကနေကိုယ့်ကိုကူညီနိုင်တယ်ပြီးတော့လို့ရှိရင်ဘာကိုထပ်လို့ဆင်ခြင်းလဲဆိုတော့ဒီထဲမှာဘာကို ပရင်းရနေလဲဆိုတော့ပြာပါမေတော့ကိုဟိုဘယ်လိုပြောမလဲခံစားမိနေလဲဆိုတော့လေဟွန်းအမေပကိုးနှစ်ကြိုင်းမေတော့အယူလေအမေပကိုးနှစ်ကြိုင်းမေတော့အယူဆူတောင်းပေးနော်တို့ဆူတောင်းချင်းအားဖြင့်စီးပွားလက်လာပါတွေတိုးလာလိမ့်မယ်အော်စီဘလာလာပါတိုးပြီးတိုးလာမယ်အမေဟိုအမေတော့ကိုဆူတောင်းမှာအော်ပြဿနာတွေမဝင်လာအောင်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော် အမေဘကိုနဂရိုင်းမေတော်ကိုဆူတောင်းမှာပူစောပါပတ်တာပါဒါဆိုလို့ရှိရင်တော့အာဒီ12လပိုင်းမှာကြုံရမယ်ငွေကြေးကံပြဿနာအခက်ခဲလေးတွေကတော့အနည်းဆုံးတော့အနည်းငယ်လေးတတ်လာမယ်ပေါ့နော်တချို့ဆိုလို့ရှိရင်လည်းကံကောင်းအောင်အများကြီးတတ်လာမယ်ပေါ့ဘာမှជីជីမမမဖြစ်သွားတာမျိုးလေးတွေငွေကြေးပြတ်သွားတာလောက်ကလွှင့်ရင်ကျန်တဲ့ကိစ္စជីជីမမမတက်ဘူးဆိုတာမျိုးလေးမြင်ရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ခွေးတွေကိုခွေးလေးတွေကိုပေါ့နော်ခွေးဆိုအာအဝူလေးတွေကိုပေါ့နော် အာဝုလေးတွေတော့မဟုတ်လို့ရှိရင်ခိုးခွေးကြီးဒီလိုဟာမျိုးလေးတွေကိုပေါ့နော်အစာကျွေးတာမျိုးလေးတွေလုပ်စေချင်တယ်အစာလေးတွေကျွေးပေးပါဒါဆိုလို့ရှိရင်ငွေကြေးကန်လေးတွေပြန်ပြီးတော့တက်လာမှတက်လာမယ်ပေါ့နော်ခလေးတွေကိုမုတ်ကျွေးတာမျိုးခိုးတို့ခွေးတို့ကြီးတို့ခိုးစာကျွေးမယ်ကြီးစာကျွေးမယ်ပေါ့လို့ရှိရင်အာဝုလေးတွေကိုအဲ့လိုမျိုးညပိုင်းလေးညပိုင်းပဲဖြစ်ဖြစ်မနက်ပိုင်းပဲဖြစ်ဖြစ်ပေါ့နော်တတိချာချာနဲ့ဖတ်ပြီးတော့လမ်းစုံလမ်းကွာလေးရေးမှာပေါ့နော်အဲ့လိုမျိုးလိုက်ကျွေးတာမျိုးလေးတွေလုပ်စေချင်တယ်အထူးသဖြင့်မနက်ပိုင်းဆိုတာထက်ညပိုင်းကိုပို့ပြီးလုပ်ပေးစေချင်တယ် เนาะအဲ့လိုမျိုးလှုပ်ချင်ရပြင်ပိုင်းတူးလေးတွေကငွေကြီးကန်လေးတွေပြန်ပြီးတော့အဆင်ပြေလာမယ်ခုနကလူမျိုးဘုံကြီးเจ้าမှာကုတီတွေသွားဆေးတဲ့အခါမှာဖြစ်လာမယ်ပြဿနာအခက်အခဲတွေအကုန်လုံးကိုရှင်းဖို့ပေါ့เนาะဖြစ်လာမယ်အခက်အခဲတွေကိုယ်မှာရှိတဲ့မကောင်းတဲ့ကံစိုးကံညံ့တွေကပြန်ပြီးတော့ပေါ့เนาะတန့်ဆင်းတန့်ရှင်းစင်ကြယ်သွားပြီးတော့ကိုယ့်စီကိုကောင်းတဲ့ကံတွေရောက်လာနိုင်တယ်အဲနောက်တစ်ခုကျတော့ဗာလဲဆိုတော့မေတော်ကိုမေတော်တွေကိုပူဇော်ခြင်းပတ်တာခြင်းအားဖြင့်ပေါ့နော် ကိုယ့်စီကိုကြားရောက်လာမယ်မကောင်းတဲ့ဘေးမကောင်းတဲ့ရံမကောင်းတဲ့အန္တရာယ်တွေအကုန်လုံးကိုဖြေရှင်းပြီးသားဖြစ်သွားမယ်ဆိုတာမျိုးမြင်နေရတယ်ပေါ့နော်ကဲအဲ့တော့ပိုင်းတူးလေးတွေကဆိုတာပြောထားတဲ့ဥစ္စာလေးတွေကိုပေါ့နော်တခုမှမမေ့ပဲနဲ့တည်တည်ချာချာလေးလှုပ်စီချင်းနဲ့ဒါမှလည်းပေါ့နော်ပိုင်းတူးလေးတွေဟိုဒီဒီဇင်ဘာမှာတော်တော်လေးအသက်ရှူချောင်းမယ်လို့မြင်ပါတယ်မဟုတ်လို့ရှင်ပိုင်းတူးလေးတွေပြဿနာတက်မှာဆိုလို့ပေါ့နော်အဲ့တော့ဘိုင်းတူလေးတွေ fighting မှာဘာပဲကြုံလာကြုံလာအဆင်ပြေပြေနဲ့အားလုံးအတူတူကြော်ဖြတ်ကြပါမယ်။ ကဲအဲ့တော့ဒီနေ့ဆိုတာဟောတဲ့ပိုင်းတူလေးပိုင်းတူ reading လေးရတော့ဒီလောက်ပါပဲရှင်တတပါတို့အားလုံးပဲမင်္ဂလာပါဂျူဆိုရာ Terror Page Channel လေးရနေပြန်လဲဂျူဆိုလိုက်ပါတယ်ရှင်အခုကြည့်ပေးသွားမှာပေါ့နော်အခုကြည့်ပေးသွားမယ် reading လေးရတော့12လပိုင်းမှာကြုံတွေ့ရမယ်12လပိုင်းမ2025 12လပိုင်းမှာကြုံတွေ့ရမယ်ကိုယ့်ရဲ့စီးပွားရေးငွေကြေးကံကဘယ်လိုနေလဲဆိုတော့ကြည့်ပေးတော့မှာဖြစ်ပါတယ်။ကဲအဲ့တော့ point 3 lady ိုင်းဒရီလေးတွေอ่ะဗောနော်စီးပွားရေးငွေကြေးကံပါမှာအရင်ရောစိတ်ပါနေတာမျိုးတော့မဟုတ်ဘူးသူကကြတော့နည်းနည်းငွေကြေးကံကောင်းလားဆိုကောင်းတယ်ငွေကြေးကံတွေကောင်းတယ်ရဆိုင်ထားတဲ့အလုပ်တွေအကုန်လုံးလည်းအဆင်ပြေပြေလာမယ်ဗောနော်ဒါပေမဲ့တခုတတိထားတာအလုပ်ထဲမှာထိမိခိုက်မိတာမျိုးတွေဖြစ်တတ်တယ်နော်အလုပ်ထဲမှာထိမိခိုက်မိတာမျိုးလမ်းသွားလမ်းလာရင်လည်းအက်ဆီဒန့်တစ်ခုခုကြောင့်မို့လို့ဗောနော်သွေးထွက်တန်ရုံလေးတွေဖြစ်တတ်တယ်ဒါကိုတတိထားပေးပါလမ်းသွားလမ်းလာလေးတွေတတိထားပါဆင်ကျင်မှာစားတာတောက်တာနေတာထိုင်တာသွားတတိလာတတိလေးတွေတတိထားပေးပါဗောနော်အဲ့တော့ ဒီမှာဆိုလို့ရှိရင်ကျတော့စီးပွားရေးငွေကြေးကံကောင်းလားဆိုရင်ကောင်းတယ်ကိုလိုရင်းလိုသလိုတရရင်တရသလောက်ရတယ်ဒါပေမဲ့နောက်တစ်ခုကျတော့ဗာလဲဆိုတော့ငွေကြေးကံကောင်းလားဆိုရင်ငွေကြေးကံလည်းကောင်းတယ်စီးပွားရေးကံလည်းကောင်းတယ်ဒါပေမဲ့တစ်ခုသတိထားမှာသူများတကာတွေကိုလက်မှတ်ထိုးပေးလိုက်တာမျိုးလက်မှတ်ထိုးတဲ့နေရာတွေမှာသတိထားပေးပါငွေကြေးကိုသူများတကာကိုအာမခံပြီးတော့ချီးပေးတာငှားပေးတာတွေသတိထားပေးပါသူများတကာတွေကိုအာမခံတာမျိုးငွေချီးပေးလိုက်တာမျိုးငွေချီးလိုက်တာမျိုးတွေဆိုလို့ရှိရင်ဘာဖြစ်တယ်လဲဆိုအကျွေးတောင်းခံရတတ်တယ်သူများကိစ္စကိုကိစ္စဖြစ်ပြီးတော့ကိုကလိုက်ပြီးတော့ရှင်းရတတ်တယ် နော်ဒါကြောင့်မလို့သတိထားပေးပါလောင်ကစားမလုပ်ပါနဲ့ရှုံးတယ်လောင်ကစားလုပ်ရင်ရှုံးတယ်မွဲမယ်ပြမယ်လပါနော်လောင်ကစားလုပ်ရင်မွဲမယ်ပြမယ်လပါဒါကြောင့်မလို့လောင်ကစားမလုပ်စေချင်ပါဘူးနောက်ဘူးလို့ရှိရင်စမလာပိုင်းထဲမှာငွေကြေးကိုစီးပွားရေးငွေကြေးကံအရင်စိတ်မရောက်ဖဲနေလေဘာတွေစိတ်ရောက်နေလဲဆိုတော့အချစ်အေးကံဒီစိတ်ရောက်ပြီးတော့ဘာလို့ဆိုတော့အချစ်ကံအရင်ပွင့်နေတော့ဗောနော်စမလာပိုင်းမှာ အချစ်ဆန်းတအားပွင့်နေပါတယ်အချစ်ဆန်းတအားပွင့်နေတဲ့ပြင်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ရက်ဆိုင်ထားတဲ့အလုပ်တွေကိုကပြန်ပြီးတော့လုပ်ရမယ်ရက်ဆိုင်ထားတဲ့အလုပ်တွေပြန်ပြီးတော့လုပ်ရလာပါမယ်ကိုဆုံရှုံသွားတဲ့အခွင့်အရေးတွေကိုစီကိုနောက်တစ်ချိန်တစ်ခါဘောနောပြန်ရောက်လာမယ်ပေါ့နော်ဆုံရှုံသွားတဲ့အခွင့်အလန်းတွေအကုန်လုံးကိုစီကိုရောက်လာမယ်ဟိုးရင်တော့ကိုစီမှာအဆက်အသွယ်ပြတ်သွားတဲ့သူတွေကကိုစီကိုကောင်းတဲ့မိတ်ဆွေတွေကကိုစီကိုပြန်ရောက်လာပြီးတော့စီးပွားပတ်တနာတွေဖြစ်လာမယ်ပေါ့နော် ဆုံးဖြတ်ချက်ချတဲ့အခါမှာလှင်းလင်းမြန်မြန်မချပဲနဲ့တောင်မောင်းဆောင်ကနေပြီးတော့တေချာတွေးတော်ပြီးတော့ဘဲဥစာအကောင်းလဲဘဲဥစာအဆိုးလဲဆိုတာကိုတေချာတွေးပြီးတော့မှဆုံးဖြတ်ချက်ကိုစချစေခြင်းနဲ့အလုံမှာပေါ့နော်နည်းနည်းလေးဟိုကိုကအရန်ကိုတွတ်တွတ်လက်လက်နဲ့ဟိုရင်ဖြစ်နေရဆန္ဒလာပိုင်းကကိုရဲ့လလို့ကိုပြောလို့ရတယ်ပေါ့နော်ဒီလပေါ့နော်ဒီလမှာအရန်ကိုအစင်နေပြင်းနေမယ်အခြေရေးလည်းအစင်ပြင်းနေမယ်စီးပွားရေးကံလည်းအစင်ပြင်းနေမယ်ဆန္ဒလာပိုင်းမှာတအားကိုပျော်ရွှင်မြူးထူးမြူးလူးနော်ဟိုဘယ်လိုပြောမလဲအရင်တုန်းကဟိုဟာပြတ် ဟိုပြောမှအရင်တော့အဆက်အသွယ်မရတော့တဲ့ပျက်စီးသွားတဲ့ဒီလိုမျိုးပေါ့ကိုယ့်ရဲ့ဖောက်သည်တွေကိုယ့်ရဲ့လုပ်ငန်းရှင်တွေအတိုင်းဝိုင်းနေဒါမှမဟုတ်လို့ရှင်ကိုယ်နဲ့အရင်တော့ဆွေမျိုးတွေပြန်တွေ့ပြီးတော့မုတ်ဖိုးတွေရတာမျိုးတွေပေါ့နော်မြင်ရတယ်ပေါ့နော်ဒီ12လပိုင်းမှာငွေချေးကန်တအားကောင်းနေတယ်ဆုံးရှုံးသွားတဲ့အခွင့်အရေးတွေကိုယ့်စီကိုပြန်လာမယ်လွဲချော်သွားတဲ့အခွင့်အရေးတွေကကိုယ်နောက်တစ်ခေါက်ထပ်ပြီးစ조사လို့ရတဲ့ကိစ္စတွေဖြစ်လာမယ်စ조사ရင်လည်းရှာနိုင်တယ်နော်စ조사ရင်စ조사တလောက်ဖြစ်တယ်လာကို universe ကပြန်ပြီးတော့အခွင့်အရေးတွေပေးနေတယ်လာဟုတ်ပြီရလာတဲ့အခွင့်အရေးကိုတေချာဖမ်းဆုပ်ပေးထားတာတော့အခွင့်အရေးအပြင်ကိုအောင်မြင်မှုတွေပါ तू ကရောပြီးတော့ပေးထားတယ်เนาะဒါကြောင့်မလို့အဲ့လိုဖြစ်နေတဲ့အချိန်မှာတော့အလုပ်ပေါ်မှာစိတ်မပါတာမျိုးကိုယ့်ရဲ့ရလာတဲ့အောင်မြင်မှုတွေကိုတေချာမျိုးလုံးနဲ့မကြည့်မိတဲ့အခါကြလို့ရှိရင်ဆုံးရှုံးသွားတတ်တယ်ဒါကြောင့်မလို့တတိထားပါစိတ်ကိုအလုပ်ထဲမှာအာရုံနဲ့เนาะငွေငွေကြေးကိုမျိုးလုံးနဲ့တေချာကြည့်เนาะ ဝင်ရင်ဝင်တလောက်မတုံးပြင်းနဲ့ပတ်စံကတော့ငွေရတော့တလဟောဝင်ပဲလာပဲနော်ငွေကြေးကန်တအားကောင်းနေတယ်။ဘာလို့ကမလဲကျမ်းမာရေးအညံတစ်ခု accident တစ်ခုသာရှိနေတယ်။ဒါကြောင့်မလို့ဘာလို့ကမလဲကိုယ့်ရဲ့ခြေသေးလက်သေးဆန်စားကိုနော်ကိုဝညာဝဲအိတ်ထားတဲ့အင်ကြီးအဝတ်စားနဲ့ရောပြီးတော့ရှင်မျောပါရှင်မျောလို့မရလို့ရှင် ကြွကြွအိတ်ထဲမှာအင်ကြီးအင်ကြီးပေါင်းပြီပေါ့နော်အင်ကြီးညဝဲအင်ကြီးထက်ပြီးွားလို့ရှင်ခြေသေးလက်သေးဆန်စားထက်ရေထက်ပြီးွားလို့ရှင်ခြီခြီွားလို့ရှင်အမိုက်ပုံးနဲ့ပြစ်လိုက် ဒါမျိုးလုပ်ပေးပါပြီးတော့လို့ရှိရင်ငှက်လှုပ်ပေးပါเนาะငှက်တွေလှုပ်ပေးပါငှက်လှုပ်ခိုင်းတာเนาะငှက်လှုပ်ပေးပါဒါဆိုလို့ရှိရင်အဆင်ပြေလာပါလိမ့်မယ်ဒေါသကိုလျှော့ပါတရားထိုင်ပါတရားမထိုင်နိုင်လဲကိစ္စမရှိဘူးဖရာတရားလေးတော့လုပ်ပေးပါเนาะခရီးတစ်ခုသွားရပါလိမ့်မယ် ငွေကြေးကန်စီးပွားရေးကန်တအားကောင်းနေတဲ့စုပ်ကောလက်ကောဝင်တဲ့လစုပ်ယူမလားလက်ယူမလားဆိုတာတော့ပြောကြရမလို့စုပ်ကောလက်ကောအလိုလိုကိုယ်စီကိုရောက်လာမဲ့လဒါကြောင့်မို့လို့ငွေကြေးကန်တအားကောင်းနေတဲ့ဆုံးရှုံးသွားတဲ့အရာတွေအကုန်လုံးကိုယ်စီကိုပြန်ရောက်လာမဲ့လကိုယ့်ကိုယူနီဗာစ်ကအခွင့်အရေးတွေပေးနေတဲ့အပြင်အခွင့်အရေးနဲ့အတူတူပါပါထပ်ပါလဲဆိုတော့အောင်မြင်မှုပါတွဲကပ်ပြီးတော့စုလက်အဖြစ်ပေးနေတဲ့လဒါကြောင့်မို့လို့ဒီလမှာကိုကငွေကြေးနေရောကိုယ့်စီကိုရောက်လာမဲ့အခွင့်အရေးတွေအကုန်လုံးကိုအပိုင်သိမ်းပြီးတော့နောက်နှစ်အတွက်အကောင်းဆုံးအဖြစ် တောက်ပါမယ်လာအိုးအရန်သဘောကြတယ်အရန်ကိုသဘောကြတယ်နော်အဲ့လိုလာမျိုးလေးပါဒါကြောင့်မလို့ point 3လေးတွေကပိုင်းတွေလေးကိုလည်းအရန်အားကြတယ်ဒါကြောင့်မလို့ရောက်ရှိလာတဲ့အခွင့်အရေးတွေအကုန်လုံးအကောင်းဆုံးဖမ်းဆုပ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။ကဲဒီနေ့ဆိုတော့ပိုင်း3လေးကိုဟောလိုက်တဲ့ reading လေးတွေကတော့ဒီလောက်ပါပဲ။အဲ့တော့နောက်ထပ်ဗီဒီယိုမှာဒီထပ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဘေးကွန်းလေးတွေနဲ့အတူဆိုတော့ပြန်လာခဲ့ပါမယ်။နောက်ပြီးတော့ပြောချင်တာက သိချင်တဲ့မေးခွန်းလေးတွေကိုနော် comment မှာရေးပြီးတော့ဆရာမဆရာရေးဒီဟာလေးတွေကတော့ထပ်သိချင်တယ်ဒါလေးတွေသိချင်တယ်ဆရာမျိုးလေးတွေကိုမေးခွန်းလေးတွေကိုရေးပေးခဲ့ပါအဲ့ဒီထဲကနေပြီးတော့ဆရာအကောင်းဆုံးမေးခွန်းလေးတွေကိုထုတ်ပြီးတော့ဆရာပြန်ဟောပေးပါမယ်ရှင်နော်ဆရာရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပေးထားပါဒီထက်မကပါတော့ဆိုတော့အများကြီးထပ်ပြီးတော့ကြိုးစားချင်ပါတယ်အဆုံးထိဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာ ြန်တွေ့ကြပါမယ်အားလုံးပဲတက်တာပါရမ်းချစ်ပါတယ်ရှင်ဆန်းလာပိုင်းမှာပျော်ရွှင်စရာကောင်းတဲ့လကလေးပိုင်ဆိုင်ပါစေစီးပွားရေးငွေကြေးကန်တွေကောင်းပါစေကျန်းမာရေးတွေကောင်းပါစေအီချမ်းသာရတဲ့ဒီဇင်ဘာလေးမှာအပျော်ရွှင်ဆုံးလူသားလေးဖြစ်ပါစေလို့ဆိုရအောင်ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲတက်တာပါရှင်